official ဝင်တဲ့ tablet တွေထဲမှာ brush to performance ကောင်းတဲ့ Infinix ရဲ့ H pad ကိုဒီနေ့မှ review လုပ်ပေးမယ်။အဲ့တော့ဒီ tablet ကသူစီတန်းဝင်ချိန်မှာတကယ်ပဲ brush to performance ကောင်းလားအခြားဘယ်ညာလေးတွေကောင်းသေးလဲဆိုတာကို review ထဲမှာပြောပြပေးမယ်။အဲ့တော့ကျွန်တော်အတူတူအဆုံးထိကြည့်လိုက်အောင်။ မာဆုံးဒီ tablet ရဲ့ဈေးနှုန်းကတော့ RAM 8 internal storage 256 GB ကို834,900ရှစ်သိန်းခွဲဝင်းကျင်မှာရှိတယ်။နောက်ပြီးတော့ဒီ tablet က sync ကထည့်ပြီးတော့သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့် tablet လုံးမှာ sync ကထည့်ပြီးတော့သုံးချင်တဲ့လူတွေအတွက်ကတော့တော်တော်လေးအဆင်ပြေတယ်။ အဲနောက်ပြီးတော့ကိုကဒီပေါ့နော်ဒီ tablet ကိုတုံးတာကြာလို့ storage တွေမလောက်တော့ဘူးဆိုရင်လေဒီ tablet မှာကကျွန်တော်တို့ SD card ထည့်ဆိုင်ပြီးတော့တုံးလို့ရတာဆိုတော့အဲဒါလေးကတော်တော်လေးအဆင်ပြေတယ်မှာတော့ပါတယ်ဒီ tablet ရဲ့ big quality အသားနာကိုပြောရမယ်ဆိုရင်တော့ဒီ6သိန်းအောက်ပေါ့နော်7သိန်းခွဲဝန်းကျင်မှာဆိုရင်တော့တော်တော်လေးကောင်းတဲ့ material unibody ကိုတုံးထားပြီးတယ်လက်ထဲမှာကိုင်းတာတောင်းတောင်းတင်းတင်းနဲ့ big quality ကောင်းတယ်ဆိုရဲခံစားချက်ကိုရတယ် design ဘန်းကတော့ tablet ဖြစ်တဲ့အတွက်ကြောင့်အရင်ကြီးထူးထူးခြားခြားမရှိဘူးကျွန်တော်တို့နောက်ဘက်မှာ camera ဘန်းကိုကျွန်တော်တို့၃လုံးပုံစံလုပ်ပေးထားရဆိုပြီးမြဲအဲတကယ် ယ်တန်းကျတော့ကင်မရာဘန်တစ်လုံးနဲ့ပေါ့နော်နောက်ပြီးတော့ဒီဇိုင်းဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့ချက်ကတော့ဒီ tablet တစ်ခုလုံးကလုံးဝလက်ရမထင်တာဖြစ်တဲ့ကြောင့်ကျွန်တော် tablet ကိုလက်နဲ့ကင်ပြီးတော့သုံးမယ်ဆိုရင်လည်းတိတ်ပြီးတော့လက်ရနဲ့ညက်ပတ်နေရဆိုရဲ tablet မျိုးတော့ deep tablet ကမဟုတ်ဘူးဒီ tablet ရဲ့အထူက7.6 mm နဲ့အလေးချိန်က496 gram ဆိုတော့ tablet တစ်လုံးနေတဲ့ကတော့လက်ထဲမှာကင်ရတာ ပေါ်ပေါ်ပါပါရှိတယ်ဆိုတဲ့အနေအထားမှာရှိတယ်။အဲလက်ထဲမှာကန်ရတဲ့ hand feeling ကတော့ကျွန်တော်တို့ဘေးဘက်ဘောင်တွေကိုလုံးဝ flat လုပ်ပေးထားဖြစ်တဲ့ကြောင့်ဘောင်စီဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။အဲတော့ဒီ tablet ရဲ့ bass quality နဲ့ design ဘန်းကိုကြည့်ရမယ်ဆိုရင်သူ့ဈေးနှုန်း9သိန်းအောက်မှာဆိုရင်တော့တော်တော်လေး bass quality ကောင်းတဲ့ tablet လုံးဆိုတာတော့သိကြတယ်။ display side အနေနဲ့တော့ဒီ tablet က11 inch ရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ multimedia consumption ပေါ့နော် multitasking ဥပမာ application ကိုနှစ်ခုလောက် split screen နဲ့ခွဲပြီးတော့သုံးမယ်ဆိုရင်လည်း ဒီ screen နှစ်ခုလုံးကိုကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းမြင်ရတယ်။အဲသုံးပေးထားတဲ့ panel ကတော့ IPS LCD panel မှာ 90Hz resolution ကတော့ Full HD plus နဲ့ဆိုတော့ကျွန်တော်တို့ဒီ tablet မှာကတော်တော်များများပေါ့နော်ရုပ်ရှင်တွေမှာကြည့်မယ်ဆိုရင်လည်းကြီးကြီးလေးလေးပြပြတသားနဲ့မြင်ရတယ်။ brightness ကတော့440 nits ဆိုတော့အရင်ကြီးများတဲ့နေရာမှာမပါဘူး။ဒါပေမဲ့ tablet လုံးဖြစ်တဲ့အတွက်ကြောင့်အရင်ကြီးနည်းတဲ့နေရာမှာလည်းမပါဘူး။ကိုက indoor usage အတွက်ကိုကောင်းကောင်းမွန်မွန်သုံးမယ်ဆိုရင်တော့သူ့ရဲ့ brightness 440 nits ကတော့လုံလောက်တဲ့နေရာမှာပါတယ်။ နောက်ပြီးတော့ဒီ tablet ရဲ့ size က11 inches ဖြစ်တာဖြစ်တဲ့တဲ့ကြောင့်ကျွန်တော်တို့အပြင်နေပါရေးသွားမယ်ဆိုရင်လည်းယူသွားမယ်ဆိုရင်ပေါ့နော် portable ဖြစ်တဲ့နေရာမှာပါတယ်အဲပုံမှန်ပေါ့နော်ဒီထက်ကြီးတဲ့စနလမလက်တော်တွေဆိုရင်ဒီအပြင်နေပါယူသွားမယ်ဆိုရင်နည်းနည်းလေးကတိတဲ့နေရာမှာပါတယ်အဲဒါပေမဲ့သူကတော့အဲ့လိုမျိုးမဟုတ်ဘူးအဲ့တော့ဒီ tablet ရဲ့ display က10လေးအောက်မှာတော်တော်ကြီးကောင်းတဲ့ display quality ကိုတော့ထုတ်ပေးနိုင်တယ်တော်တော်လေးအားရပါတယ် speaker ကတော့ tablet ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စုစုပေါင်း၄လုံးပါတယ်အဲဒီ tablet ရဲ့အပေါ်ဘက်မှာ speaker နှလုံးရဲ့အောက်ဘက်မှာ speaker နှလုံးစုစုပေါင်း၄လုံးပါတယ်အဲသူရဲ့အတန်ထွက်ကတော့တော်တော်ကြီးကျယ်တယ်ထဲမှာပါတယ်အဲ့တော့ဒီ tablet နဲ့ကျွန်တော်တို့ဒီရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်လည်းတော်တော်လေးအားရဖို့ကောင်းတယ်ဒါပေမဲ့ကိုက speaker နဲ့အလိုအတန်ကျယ်ကြီးဖွင့်ပြီးတော့ရုပ်ရှင်တွေပါမကြည့်ချင်ဘူးဆိုလည်းသူရှိမှာက 3.5mm headphone jack ပါတာဖြစ်တဲ့ကြောင်းကျွန်တော်နကြက်လေးထိုးပြီးတော့ သုံးလို့ရတယ်။နောက်ပြီးတော့ဒီနှကြက်ပေါက်ပါသွားတော့ဘာကိုကောင်းသွားလဲဆိုတော့ဥမာဖုန်းကိုကိုကအားသွင်းနေနေမှာဒီနှကြက်တက်ပြီးတော့အလုပ်တွေပါလုပ်မယ်ဆိုရင်လည်းတတပေါ်တော့ဒွန်ကယ်တွေပါထပ်ပြီးတော့ဝယ်စရာမလိုဘူးဆိုတော့ဒါလေးကတော်တော်လေး convenient ဖြစ်တယ်။ပုံမှန်အခုနောက်ပိုင်းအစ်စ်ထွက်တဲ့ tablet တွေမှာဆိုရင်ဒီလိုမျိုး headphone ချက်တွေကတိတ်မပါဘူးဆိုတော့ဒီမှာပါလေးကတော့တော်တော်လေးအဆင်ပြေတယ်။ ဒီ double က price to performance ကောင်းတာဆိုတော့သူရှိမှာတုံးထားပြီးတဲ့ SOC ကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ media တက်ရင် Helio G99 အောင်တုံးထားပြီးတယ်ဒီ7သိန်းအောက်မှာဒီ SOC ကိုထည့်ပေးတာဆိုလို့ကျွန်တော်တို့အခုဒီ double ပေါ့နော် Infinite H pad နဲ့ Techno ရဲ့ Megapad 11ဒီနှလုံးမဲ့ရှိသေးတယ်အဒီ SOC ရဲ့ performance ကကျွန်တော်တို့ရုံးတုံးအတွက် Microsoft Office တို့ Zoom Meeting တို့တက်တာမှာလည်းကောင်းကောင်းမွန်မွန်သုံးလို့ရတယ်။နောက်ပြီးတော့ကျွန်တော်တို့ multitasking သုံးမယ်ဆိုရင်လည်း AECC သုံးလို့ရတယ်။ အဲ့လိုမှမဟုတ်ဘူးကိုက entertainment အတွက် gain နေပေါ့ပေါ့ပေါ့ပါဆော်တာ အဲဒါမှမဟုတ်ကိုကရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်လည်း DSOC ရဲ့ performance တွေကလုံလောက်တယ်။နောက်ပြီးတော့ဒီ tablet မှာကပို့ပြီးတော့မိုက်ဝါရဲ့ချက်ကဒီ Android 14ပေါ်မှာအခြေခံထားတဲ့ pure Android ကိုတုံးပေးထားတာဆိုတော့ဒီ tablet မှာဘာလုံးလုံးပေါ့ပေါ့ပါပါတော်တော်လက်လက်ပေါ်ရှိရပါတော့။ဥပမာကျွန်တော်တို့ space screen ခွဲပြီးတော့တုံးတာတို့ notification bar တွေဆွဲချတာတို့ application တို့ဝင်နေတဲ့မှာလည်း animation တွေအများမများပဲနဲ့ပေါ့ပေါ့ပါပါလေးဖြစ်နေတယ်။ဘယ်လိုမျိုးတွားပြီးတော့တူလဲဆိုတော့ Google ရဲ့ Pixel တက်ဘလက်တွေကိုသွားပြီးတော့သုံးရတဲ့ခံစားချက်ကိုဒီတက်ဘလက်မှာခံစားရတယ်။ဒီလိုမျိုး pure android ကိုသုံးမိလိုက်တာတော့ကျွန်တော်တော်တော်လေးသဘောကျတယ်။အာလူတော်တော်များများအတွက်ကလည်း used to ပို့ပြီးတော့ဖြစ်တာပေါ့။ဘက်ထရီအနေနဲ့တော့ဒီတက်ဘလက်က8000 mAh သုံးထားပြီးတယ်။အာအပြန်သွင်းမှုကိုလည်းကျွန်တော်တို့ 80W fast charging တော့ support ပေးတယ်။အဲဒီတက်ဘလက်ကတော်တော်လေးမှဘက်ထရီခံတယ်ထဲမှာပါတယ်။အဲကျွန်တော်တို့စမ်းကြည့်ရတော့ YouTube video တွေပေါ့နော်။ online ကနေ YouTube video တွေကြည့်တာ Netflix ကနေရုပ်ရှင်တွေပါကြည့်ရဆိုရင်သူ့ရဲ့ suffering time က 9နာရီကနေ10နာရီလောက်ဒီခံတယ်အကိုကအဲ့လိုမှမဟုတ်ဘူးပေါ့နော်ဒေါင်းမီတာဗီဒီယိုတွေကို offline အနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း17နာရီလောက်ဒီခံတာဆိုတော့တော်တော်လေးမှအားခံနေတယ်မှာပါတယ်အပြန်သွင်းမှုကိုတော့ကျွန်တော်တို့0 to 100ကို2နာရီပေါ့နော်တနာရီခွဲ2နာရီဝင်ကျင်လောက်ဆိုတော့အရင်မြန်နေတယ်မှာမပါဘူးအဲသူရဲ့ charging speaker လည်း81နဲ့ဆိုတော့ကျွန်တော်ဒါတော့တိတ်ပြီးတော့အားမရဘူးပေါ့နော်ပုံမှန်33ဝက်လောက်ဆိုရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပို့ပြီးတော့လည်းမိုက်သွားလိမ့်မယ် အဲ့တော့ battery ပိုင်းနဲ့ပတ်သက်ပြီးတော့ charging speed ကိုတိတ်ပြီးအားမရတာလွင်ကျန်တဲ့ဘိုင်းနေရာတော့တော်တော်လေးအားရတယ်။ကင်မရာဘိုင်းမှာတော့ tablet လုံးဖြစ်တဲ့တဲ့ကြောင့်အញ្ញမ်းကြီးမျောလင်းလို့တော့မရဘူး။သူရှိမှသုံးထားပေးတဲ့ main camera ကတော့8 megapixel နဲ့အာ selfie camera ကတော့ကျွန်တော်8 megapixel ကိုသုံးထားပေးတယ်။အပုံထွက် quality ကတော့ကိုရိုးတန်းတန်းကွာ document တွေကိုဓာတ်ပုံရိုက်တာရိုးတန်းတန်း product photo တွေဓာတ်ပုံရိုက်တာအတွက်ကတော့လုံလုံလောက်လောက်ကောင်းကောင်းမွန်မွန်နဲ့သုံးလို့ရတယ် ပုံမှန်လိုးလိုက်တွေပါတွေကတော့တိတ်ပြီးတော့မျောလင်းလို့တော့မရဘူးဒါလည်းတက်ပလက်လုံးဆိုတော့တက်ပလက်နဲ့ဘလူးမားတော့ကင်မရာတွေထုတ်ပြီးတော့ရိုက်မနေဘူးအာဗီဒီယို quality မှာတော့ဒီကောင်လေးကတော်တော်လေးကောင်းတယ်ပေါ့နော်သူ့ရဲ့ရှေ့ဘက်ကင်မရာကရောနောက်ဘက်ကင်မရာကရော 2K 30 frame per second နဲ့ရိုက်လို့ရတယ်ဆိုတော့ကိုက zoom in တွေမှာတတ်တာဒါမှမဟုတ်ကျွန်တော်တို့ zoom ကနေပေါ့ online class တွေပါတက်တယ်ဆိုရင်လည်းကိုယ့်ရဲ့မျက်နှာလေးကိုအခြားတစ်ဖက်ကလူတွေကကြည်ကြည်လင်လင်ပြပြသားသားလေးမြင်ရတယ်အဲနောက်ပြီးတော့ဒီ tablet မှာက selfie camera ရဲ့ဘေးမှာကျွန်တော် flash light လေးပါတာဖြစ်တဲ့အတွက်ကြောင့် ဟိုကမီးအမှောင်နဲ့ရောက်နေရင်တော့မှဒီ certificate refresh style လေးကိုထုံးပြီးတော့ zombie တွေမှာတက်မယ်ဆိုရင်ကိုယ့်ကိုဟိုဘက်ကနေပြီးတော့လင်းလင်းလေးမြင်ရတယ်ပေါ့နော်ကျွန်တော်တို့ရုပ်ချောရဲ့လူတက်ကတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နောက်ပြီးတော့ဒီ tablet မှာက fullless ဆိုတဲ့ AI ပါတယ်အာဒီ AI ကကျွန်တော်တို့ open AI ရဲ့ ChatGPT ကိုတုံးလို့ရတာဆိုတော့ကျွန်တော်တို့မေးခွန်းတွေပါသွားမိမယ်ဆိုရင်တော့အဖြေတွေကပို့ပြီးတော့ reliable လေးဖြစ်တယ်ပြည့်ပြည့်စုံစုံသူကဖြေပေးတယ်ပေါ့နော်နောက်ပြီးတော့မေးခွန်းတွေပါမေးမယ်ဆိုရင်လည်းများများမေးလို့ရတာပေါ့သူကများများသိတာဆိုတော့များများလေးမေးလို့ရတယ် အဲ့တော့ကိုက AI system ကောင်းကောင်းသုံးတဲ့လူတယောက်ဆိုရင်ဒီ tablet မှာလည်းကောင်းကောင်းမွန်မွန်သုံးလို့ရတယ်။အဲ့တော့နောက်ဆုံး conclusion အနေနဲ့ဒီ tablet ကဘယ်လိုလူအတွက်လဲဆိုတော့ကျွန်တော်တို့7သိန်းအောက်ဝန်းကျင်မှာ single ထည့်သုံးလို့ရတဲ့ tablet လုံးကိုလည်းရှာနေတယ်ဘေးကွက်လက်ဒီကခက်ကောင်းကောင်းလေးဖြစ်ပဲ။နောက်ပြီးတော့သူစီတန်းဝင်းကျင်မှာ performance နဲ့ UI design ကလည်းသုံးရတာအဆင်ပြေတဲ့ tablet လုံးကိုရှာနေတဲ့လူတွေအတွက်ကတော့ဒီ Infinite H-Pad ကထည့်ပြီးတော့စဉ်းစားသင့်တဲ့ tablet လုံးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။အဲ့တော့နောက်ဆုံးအနေနဲ့ အားလုံးကျေးဇူးတင်တယ်ကျွန်တော်အခက်မှာ Yangon Mobile Store